။အပြီးကတဲ့ live မှာလည်းပဲကျွန်တော်မှပြောနေနေလည်းပြုတ်ကြသွားပြုတ်ကြသွားတော့ပြီးအောင်ဆက်မပြောလိုက်ဘူးပေါ့နော်။အဲကျွန်တော်ပြောထားတယ်နော်။ဒီဘွဲမှာကျွန်တော်ကမလာသေးတဲ့439ထိပ်စီလေးလုံးလုံးပေါအောင်တစားမယ် speaker live မှာကျွန်တော်တိတိစီလေးပြောခဲ့တယ်နော်။အတိတိစီလေးကလိုရင်းလေးပဲတော်ကြလိုင်းကြတော့မပြောလိုက်အောင်နော်။ပြီးကြတဲ့ live ပါပေါ့နော်ကျွန်တော်ပြောခဲ့တဲ့အထောင်တုံးလုံးပေါင်းချင်းခွန် break ခွန်လို့ရိုက်တယ်ပြီးရင် နောက်တစ်ခါအထောင်တုံးမောင်းကျင်းခွန်ပြီးတော့ရှစ်ဘရိတ်ရှစ်လို့ရိုက်တယ်အထောင်တုံးမောင်းကျင်းကိုဘရိတ်ကိုလို့ရိုက်တယ်တွေ့အောင်မှာကိုရှစ်ခွန်ဆိုပိတ်တယ်ထိပ်စီးနှလုံးချောက်ထိပ်စီးနှလုံးချောက်ထိပ်စီးနှလုံးချောက်အဲ့ဒီကောင်ရဲ့တန်းထဲမှာပြန်ပြီးတော့ထိပ်စီးနဲ့နောက်ဘက်နဲ့ဒီရှစ်ထိပ်စီးနဲ့နောက်ဘက်နဲ့ဒီရှစ်ထိပ်စီးနဲ့နောက်ဘက်နဲ့ဒီရှစ်လို့ရိုက်တယ်ဒီနေရာမှာကျတော့ပြန်ပြီးအထောင်တုံးမောင်းကျင်းဒီကိုရှစ်ခွန်လို့ထက်ပြီးတော့ဒီလေးလုံးခွေရခွန်ရှစ်ကိုဆိုပြီးတော့ပြန်ပြီးတော့ထက်ပြီးအဲ့ဒီနေရာမှာဝင်လာတဲ့ထိပ်စီးဒီဒီထက်ထိပ်စီးရဒီကိုရွှေ့ရဒီကထိပ်စီးရဒီကိုရွှေ့ရဒီကထိပ်စီးရဒီကိုရွှေ့တာဆိုတော့ဒါတိတ်တိတ် လူရင်းလေးပဲထောက်ပြရမယ်နော်ပြောချင်တာကများတယ်။အဲတိတ်တိတ်ဒီလိုင်းအနေကျတော့ရိုးရှင်းရင်ကစားမယ်ဆိုလို့ရှိရင်ဒါကျွန်တော်တို့ရိုးရှင်းမယ်ကစားရတယ်နော်။ဒီနှလုံးပေါင်းရှစ်လို့ရိုက်ထားတယ်ရှစ်ရနေခက်ဒီနေရာမှာတစ်ပရိတ်ပုံတွေလိုက်တာလားဒီနှလုံးပေါင်းရှစ်လို့ထည့်ပြုတ်ထားတဲ့စကားတီရှစ်ရနေခက်ဒီနေရာမှာဘရိတ်တစ်လို့ပုံတွေလိုက်မှာလားဒီနှလုံးပေါင်းလေးရှစ်လို့ထောက်ထားပြီးကစားထားတဲ့တိတ်တိတ်စီနဲ့ဘရိတ်တစ်ဆယ်ကွက်ပေါ့နော်။ဒီလိုင်းအနေဆိုလို့ရှိရင်ဆယ်ကွက်စနစ်ဒီကျွန်တော်အနှစ်သက်ဆုံးကတိတ်တိတ်စီနဲ့ဘရိတ်တစ်ဆယ်ကွက်တိတ်တိတ်စီနဲ့ဘရိတ်တစ်ဆယ်ကွက်မှာမှာ ဒါစကွက်တဲ့စကွက်လုံးနဲ့မကွက်ကိုစဉ်းကြည့်လိုက်ကြိုက်တာပါရင်ကွက်ကိုရွေးထုတ်ကျွန်တော်တကွက်ကောင်းနေနဲ့စဉ်းစားတာတော့ရိုးရှင်းမယ်ကျွန်တော်စဉ်းစားတာဒီဆောင်သလုံးပေါင်းချင်းဒီလေးလို့ပုံသေးဒီဆောင်သလုံးပေါင်းချင်းဒီလေးလို့ပုံသေးဒီဆောင်သလုံးပေါင်းချင်းဒီလေးလို့ပုံသေးဆိုလို့ရှိရင်ဒါခွန်နောက်ပိတ်တစ်ထိတ်ခွန်ပိတ်ရဗရိတ်ဖြစ်ဖို့ဆိုရင်ဒါတစ်သုံးခွန်ဆိုရယ်ကနန်းတကွက်တစ်ထိတ်ဗရိတ်လိုင်းကနေဆိုဒီတကွက်နောက်ထပ်တစ်ခါဒီမှာကျွန်တော်ပြောခဲ့တဲ့ရှိရတိတိကစားနေတမျိုးအနည်းကျလိုင်းနေမှာခွတ်တစ်ခွတ်၃ညခွတ်၉ ၆နောက်ဘိတ်က၆ထိတ်၊၇နောက်ဘိတ်က၇ထိတ်၊၈နောက်ဘိတ်က၈ထိတ်လို့ရိုက်ရိုက်ပြီးတဲ့အချိန်မှာဒီ၈၃၆ကို၃၈၁လို့ပြန်တက်တက်ပြီးမှဒီမှာ၁၆၆ဒီနှလုံးပေါင်းခြင်းဒီ၁၃၉၊ဒီနှလုံးပေါင်း၉၈ခွန်းလို့ထက်ထက်ပြီးဒီထောင်တုံးလုံးပေါင်းခြင်းတုံးတုံးရဲ့နောက်ကဒီမှာ၈လို့ဖြီးတာဒီထောင်တုံးလုံးပေါင်းခြင်းတုံးတုံးရဲ့ပါဝါပေါ့နော် sorry အပြည့်တုံးလို့၈လို့ဖြီးတာဒီနှလုံးပေါင်းခြင်းတုံးတုံးရဲ့ပါဝါ၈လို့ဖြီးပြီးတော့တက်စီနဲ့ brain နဲ့တုံးတက်စီနဲ့ brain နဲ့နှစ်တက်စီနဲ့ brain နဲ့တက်ဆိုပြီးတော့စီနယ်အကုန်ထက်တာ ထက်ပြီးတော့ကျွန်တော်ကစားပြလိုက်တာကရိုးရိုးရှင်းရှင်းပဲ၃ထက်ရဲ့ပါဝါ၈ထက်၈ထက်ရဲ့ပါဝါ၃ထက်၆ထက်ရဲ့ပါဝါ၁ထက်အဲ့ဒါကိုကျွန်တော်ရိုးရိုးရှင်းကစားပြလိုက်တာကဒီနေရာမှာ၁၆၆လို့ထည့်တဲ့ကောင်ကကြောင်းပြန်သူ့ရဲ့ပါဝါပေါ့နော်၃လုံးပေါင်း၆၃လုံးပေါင်း၁၃လုံးပေါင်း၁ဆိုပြီးချုပ်တယ်လို့ကျွန်တော်ရှင်းပြလိုက်တယ်လိုရင်းတူရှင်းမယ်နော် လူရင်းတို့ရှိမယ်နောက်တခါဒီလုံးလုံးပေါင်းချင်း35ကိုဒီလုံးလုံးပေါင်းချင်းခွန်ကိုဒီလုံးလုံးခွန်လိုပြန်ချုပ်တယ်ဒီလုံးလုံးပေါင်း8ကိုဒီလုံးလုံး8လိုပြန်တော့ချုပ်တယ်ဒီလုံးလုံးပေါင်း9ကိုဒီလုံးလုံးပေါင်း9လိုပြန်ချုပ်တယ်ဒီနေရာမှာတက်ထိတ်ဒါတက်ထိတ်ကစားနေအနည်းကတိုင်းတိုင်းပေါ့နော်အဒီလိုင်းကနေကျတော့ကျွန်တော်တို့ဒီနေရာမှာဒီကနန်း5လုံးပေါင်းချင်းဒီကနန်း5လုံးပေါင်းချင်းဒီကနန်းပေါင်း35 35ရဲ့ဘြောင်းပြန်ကျွန်တော်ရိုးရှင်းမယ်မြန်မြန်ပြောမယ်နော်ပြပြတာဟာရေမလို့ဘရိတ်9 4 3ဒီစနစ်ကိုကျတယ်ဒါဒီလိုင်းကနေကစားကျင်တော့ဆိုတက်ထိတ်ဘရိတ်3လို့ကျွန်တော်ကစဉ်းစားတယ် တိထိပ်ပရိသုံးကျွန်တော်ယူရှင်းမယ်ဒီနေရာမှာငါးခါငါးခါငါးခါဆိုတော့ဒါတိထိပ်ပရိသုံးလဲဆိုဒီနေရာမှာဆိုတာတင်ငါးခွန်နဲ့ဆိုတဲ့ကဏ္ဍလေးတစ်ကွက်ဒါလေးတော့သိထားဖို့လိုတယ်ပြောချင်တဲ့အိဗာကျွန်တော်ရဲ့အဖွဲ့ဝင်တွေပြီးတော့အနည်းဆုံးထိုးထားသင့်တယ်ပေါ့နော်ဒီနှစ်ကွက်ကတော့ပုံမှန်ပါပဲနော်ဒီလိုင်းရဲ့နည်းနည်းပို့ပြီးအထူးစားစားစိတ်ဝင်စားတယ်ဒီလိုင်းရဲ့ပို့ပြီးအထူးစားစိတ်ဝင်စားတယ်ဆိုတော့နှလုံးပေါင်းနှစ်နှလုံးပေါင်းတက်နှလုံးပေါင်းတုံညနှလုံးပေါင်းတုံနှလုံးပေါင်းလေးနှလုံးပေါင်းငါဒီလေးလုံးပေါင်းငါဒီလေးလုံးပေါင်းငါဒီလေးလုံးပေါင်းငါငါပြီးမှ9နောက်ပဲ9နောက်ပဲ9နောက်ပဲကျွန်တော်ပြောခဲ့တာက ကိုနောက်ပိုင်းမှာဒီတော်တော်ပေါင်း6ဒီတော်တော်ပေါင်း6ဒီတော်တော်ပေါင်း6လို့ခွေလို့6ရပါဘာတိတ်ထိတ်တိတ်ထိတ်တိတ်ထိတ်ပုံစံကစားမယ်လို့ကျွန်တော်တိတ်ထိတ်အလုံးပိုင်းပြင်းနေပေါ့နော်အတက်ဆင်းအမှန်နှစ်ထန်းกว่าဝိအမှန်နဲ့ကစားနေဒီကစားနေတွေကကျတော့တော်တော်ပေါင်း6တော်တော်ပေါင်း9တော်တော်ပေါင်း8သူ့ရဲ့ဆောင်မှာကျွန်တော်ပြောခဲ့ break 1 break 1 break 3ညတိအောင်မှာက break 6ဒီမှာ break 2ဒီမှာ break 30ဒီလိုပြောခဲ့တာပေါ့နော်ပြီးရင်ဒီဆောင်မှာတက်4 3 2ဒီနေရာမှာ၄ထိပ်၅ထိပ် ၆ထက်ဒီနေရာမှာ၅ခါ၅ခါ၅ခါပုံသေး၅ခါ၅ခါပုံသေးရိုက်ပြီးတော့ဒီနေရာမှာနှလုံးပေါင်း၆နှလုံးပေါင်း၇နှလုံးပေါင်း၈ဒါလေးပြောခဲ့တယ်ပေါ့နော်ထုတ်သွားတာကဒီနှလုံးပေါင်း၆ဒီနှလုံးပေါင်း၅ဒီနှလုံးပေါင်း၄လို့ပါရတယ်ဒီနှလုံးပေါင်း၃ဒီနှလုံးပေါင်း၂ဒီနှလုံးပေါင်း၁ပေါ့နော်ဒါလေးပါရတယ်ပြီးရင်ဒီနေရာမှာ၉ဒီနေရာမှာ၈ဒီနေရာမှာ၇ပြောခြင်းအများကြီးပဲအလိုဟာတယ်ပြောလို့ရတယ်၇ဒီမှာ၇ပုံသေး၇ဆိုရဲ့ အခွန်ဆိုရက်၆ချက်အဲ့၆ချက်ပြီးမှမှဒီနေရာမှာ၃ည၃ညပြီးမှ9ဒီမှာ၈ဆိုလာအဲ့ဒီနေရာမှာတက်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 ပုံစံထည့်ခဲ့တာကဘလိုင်းတော့ထည့်သွားမှုဗျ၆ဆိုရက်မတန်နေပဲကစားပြ၆နဲ့ပဲထည့်တာဒီပရိနှစ်နဲ့ဒီလေးနောက်ပိုင်းနဲ့ပေါင်းခြင်း၆အဲ့ဒီ၆ကိုပြန်ပြီးတော့ဒီသုံးလုံးပေါင်းခြင်း၃ညနဲ့ဒီနှလုံးပေါင်း၆နဲ့၆လို့၂ချက်ဒီလေးလုံး၆ဒီ၅လုံး၆လို့ဖြီးဖြီးကံမှ၅ခါပုံတွေတက်တက်ပုံတွေနဲ့၅၁၆ဆိုဒီလိုလန့်ထည့်တာနော်အထင်းပါတယ်ပါတာရတယ်နော် ဒီမှာလည်းဒီတိုင်းပဲတစ်ပရိနဲ့၅ပရိနဲ့အတစ်ပရိနဲ့၅ပိအပိနဲ့6ဒီလေးလုံးပေါင်းကျ6အဲ့လေးလုံးပေါင်းကျ6ကိုဒီလုံးပေါင်းကျ9နဲ့ဒီလုံးပေါင်း9နဲ့လှမ်းပြီးတော့6တာအဲ့လို6ပြီးမှဒီနေရာမှာပုံသေး9ခန်းနဲ့ဒီနေရာမှာတစ်ထိပ်ပုံသေးနဲ့9တစ်6ဆိုပြီးတော့ထက်တာတစ်ထိပ်ကတော့ကစားတင်တဲ့လမ်းကြောင်းမှာတော်တော်လေးကောင်းကောင်းလေးပါတယ်လို့ပဲမြင်လို့ရတယ်ပေါ့နော်အဲ့လိုပဲဒီနေမှာ break 3ကြောင်းနဲ့6နောက်ပိနဲ့ဒီလေးလုံး6အဲ့ဒီလေးလုံး6ကို height normal margin 6နဲ့ normal margin 6လို့ထည့်တာ ၆တစ်ချက်၆နှစ်ချက်တည်းမှာ၃၀မြောက်၆ကိုဒီလိုလှမ်းချုပ်ထားတာ၅ခါနဲ့တစ်ထိတ်ဆိုပုံစံဒီလိုချုပ်ထားတစ်ထိတ်အဲ့ဒီတစ်ထိတ်ကနေမှာဒီပြင်ကတစ်ထိတ်ကကစားကွက်ကကနန်းကတော့နည်းနည်းလေးပုံနေကွက်ကိုလိုက်ထုတ်တာနော်ဟိုပို့ပြီးတော့နည်းနည်းလေးခုနပြောလိုက်တဲ့ကနန်းနေတဲ့သူကတော့နည်းနည်းလေးတင်ကစားစေချင်တယ်ပေါ့နော်ဒါကျွန်တော်ရဲ့စိတ်ကူးပြောတာတစ်ထိတ်လိုပုံစံရရဆိုဒီ break 3ရဲ့ပါဝါဒီနေမှာ break 6နှစ်3 break 3ကိုတစ်3လေး break နဲ့ပါဝါ break ချုပ်တာ ဒီနေရာမှာ9ခွန်ကိုတစ်ပရိတ်ကို196 16ဆိုပြီးတော့ပါဝါဘရိတ်ချုပ်တာအဲ့ဒီစနစ်ကိုပဲကြိုက်တာဒီနေရာမှာဘရိတ်လေး၄ရဲ့ပါဝါ6ဆိုပြီးထည့်တယ်ချုပ်ွက်အဲ့ဒီနေရာမှာဒီနေရာကကြတော့ဒါတစ်ထိတ်ဘရိတ်ကိုဆိုစကွဲလိုင်းဖြစ်သွားပါဘောနော်အဲ့ဒီစကွဲလိုင်းမှာကျွန်တော်ချုပ်ပြရင်လည်းလမ်းကကျသွားတာကျသွားတာဆိုသူတဘာဝကျတဲ့ချုပ်ွက်ကဒီနေရာမှာတစ်ထိတ်ယူတဲ့ပုံစံဖြစ်ရမယ်ဥပမာဆိုကြပါစို့ဒီနေရာမှာ3ဘရိတ်ကပါဝါရှိပြီလို့တစ်ထိတ်နောင်လုံးပေါင်းခွန်အဲ့ဒီနောင်လုံးပေါင်းခွန်ဝင်လာတဲ့ကဏ္ဍဒီချုပ်ွက်ကလေးသဘောကျတယ်ဒါကြတော့ပူသဘောကျတယ် အမိကွန်းလို့ခေါ်မှာပေါ့နော်တုံညာခွန်တော့ဒီနုံလုံးပေါင်းချက်တဆယ်ကို84ဒီနုံလုံးပေါင်းချက်တဆယ်မက်တာတင်နေပဲလိုက်ချုပ်ပြီးတော့တက်3လေးလို့တက်အောင်လားဒီမှာလဲအဲ့ဒီစတဲ့တိုင်မဲ့တုံညာဒီကိုနုံလုံးပေါင်းချက်တဆယ်အဲ့ဒီတဆယ်ကို596နုံလုံးပေါင်းချက်တဆယ်လို့ထည့်ပြီးမှတက်ရပါပါဘရိတ်ချောက်ဆိုတက်အောင်လားအဲ့တော့ကျွန်တော်တို့ကဒီနေရာမှာ၄ပါပါလေဘောကကိုပြိတက်တိတ်ကပုံစံထည့်ပြီးတော့အဲ့ဆိုရင်နောက်နှုံးပေါင်း၈ထည့်အဲ့နောက်နှုံးပေါင်း၈စက်ကွက်တဲကတကွက်ကောင်းကိုကစားခြင်းနဲ့ဆိုခုနချုပ်ွက်က ကွက်တွေဝင်နေပေါ့နော်ဒီနေရာမှာသုံးလုံးပေါင်းချက်30လို့ထည့်မယ်ဆိုရင်ဒါ300ခန်းဒီသုံးလုံးပေါင်းချက်10ရှစ်နှစ်ကလေးပဲထည့်လိုက်10ဒီ10ကိုဒီလို30လို့ပြန်ချုပ်6တိုက်6တိုက်ရှစ်တိုက်တဲ့ရှစ်နောက်ပဲအော်တိုအကုန်လုံးတွန်းညီတယ်တစ်300ရှစ်ဆိုရယ်ကဏ္ဍတကွက်အဲဒါကတော့တော်တော်ထည့်တဲ့တန်းနဲ့ကစားတဲ့ကဏ္ဍထဲမှာတော့ပါတယ်ဒါကျွန်တော်ရဲ့အဖွဲ့ဝင်တွေလည်းကြိုက်ရင်သုံးတာတစ်300ရှစ်ဒီကောင်ကအခုကျွန်တော်တစ်ထိပ်ဒီနေပြောတာတစ်ထိပ်ဘရိတ်တစ်ထိပ်ဘရိတ်တို့တစ်ထိပ်ဘရိတ်ကိုဒီကစားကွက်ကိုပို့ပြီးတော့တက်ပြန်စနေပို့ပြီးတော့အာတန်နဲ့ ကျွန်တော်အာသနာကိုရှင်းပြတာနော်တစ်သိပ်ဘရိတ်ကူမှမှာဒီ1 3 6ဆိုတဲ့ကဏ္ဍလေးဒါလေးကတော့တိတိကျကျကွက်ကိုပြန်ပြီးဒီစက်ပြန်ပြီးတက်ကြည့်ထက်လိုက်တန်တန်ကစားတဲ့ကဏ္ဍကွက်တစ်ခုမျိုးနေမှာပါတယ်ဒီဘွဲမှာလည်း6နောက်ပိတ်တလုံးကြိုက်နေတယ်ဒါကိုကျွန်တော်တို့အခြေခံပြီးတော့အကုန်ပြောပြပေးမယ်နော်6နောက်ပိတ်တလုံးကြိုက်နေတဲ့အခြေခံကစားကွက်ကိုပြောပြပေးမယ်အဲ့ဒါကဘယ်လိုလာလဲဆိုတော့9နောက်ပိတ်9နောက်ပိတ်9နောက်ပိတ်တုံးကြိုက်အဲ့၄ချက်ပေါ့နော်ဒီမှာ9နောက်အဲ့ဒီ9ရဲ့ပါဝင်မှာဖြစ်တယ် ပြန်ဆက်လိုက်နော်ကျွန်တော်အထောက်ပြန်နေကြားနေမှာကြာဒီကိုမှာอืมနင်မပြောမှာရလမ်းဆက်လိုက်နော်ကျွန်တော်ဒီလမ်းတော်တော်ဆိုးတယ်ဒီနေရာမှာခန်းနဲ့ brake နဲ့လေးဆိုပြမတစ်ချက်ဖြစ်တယ်ဒီတရတစ်ချက်ဒီနေရာမှာလာဖြစ်တာတယ်ခန်းနဲ့ brake နဲ့လေးဆိုပြတတိယကက်ဂရီကိုခွာမလိုက်တယ်မခန်းနဲ့ brake နဲ့လေးဒီနေရာမှာပမာလုံးတစ်ချက်ဖြစ်တယ်ဒုတိယကက်ဒီနေရာမှာမှလာဖြစ်တာတယ်တတိယကက်ပြီးတော့စတုတ်တက်ကက်တန်းဖြစ်တယ်ဒီပွဲမှာကျတော့ခန်းနဲ့ brake နဲ့လေးဒီနေရာမှာ ပမတ်တစ်ချက်ဖြစ်ပြီးဒါနဲ့မှလုံးဝမဖြစ်ဘူးကိုယ့်ကိုပြန်စစ်လို့ရတယ်နော်ဒီနေရာကျမှခန်းနဲ့ဘရိတ်လေးဆိုပြီးလာဖြစ်တယ်အဲ့တော့အပေါ်ကခန်းနဲ့ဘရိတ်နဲ့လေးဒီအပေါ်မှာတကြိမ်စီအရင်တကြိမ်စီကြပြီးလေကြပြီးဒုတိယမြောက်ဖြစ်စဉ်ဖြစ်တဲ့ခန်းနဲ့ဘရိတ်နဲ့လေးကျမှဒီမှာတန်းပြီးလာဖြစ်တယ်တန်းရလာဖြစ်တယ်ပြောပါဘောနော်ခန်းနဲ့ဘရိတ်နဲ့လေး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 ဒီလိုတန်းရလာဖြစ်တယ်အဲ့တန်းရလာဖြစ်လာဆိုတော့ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့နှိမ့်မှလည်းကစားခဲ့တယ်ခန်းနဲ့ဘရိတ်နဲ့လေးလို့ပုံတွေရိုက်ပြီးတော့ဥဆောင်မှာ၆ထိပ်ပုံတွေ ားနဲ့ဘရိတ်နဲ့လေးလိုရဲ့လူသောင်းမှာ6ထိပ်ပုံဒီခားနဲ့ဘရိတ်နဲ့လေးလိုရဲ့လူသောင်းမှာ6ထိပ်ပုံသေးကစားခဲ့တယ်နော်ကျွန်တော်တို့ဖော့ဝင်နေသိတယ်6ထိပ်6ထိပ်ပုံဒီတာကျွန်တော်6တုံညာဆုံးဩခဲ့တာနော်အခုဖြစ်နေပဲကျွန်တော်ဩခဲ့တာအဲ့ညမှာကျွန်တော်6ခုခုလို့ထိုးခဲ့တာပါတယ်စက်ကွက်စနဲ့အပြည့်အပြည့်ထိုးရင်တော့ကျဲဆိုတာပူပြီးနှိစက်တယ်ပေါ့နော်အဲ့6 6ထိပ်ပုံသေးလို့ရိုက်ပြီးဒီ305လို့ပုံသေးရိုက်တယ်အဲ့ဒီ6ထိပ်ကိုဒီလိုဒီလိုလေးလုံးပေါင်းရင်6ကိုပြန်ဖြည့်တယ်ကျွန်တော်အဲ့ကစားကုတ်ကိုကစားလိုက်တယ် ဒီနေရာမှာ၆တိတ်ပုံသေးရိုက်တယ်ဒီသုံးလုံးပေါင်းချင်း၅လို့ထည့်တယ်ဒီလေးလုံးပေါင်းကို၆လို့ပုံသေးဖြည်တာအဲ့ကစားနည်းတိုင်းကစားလိုက်တာ၆တိတ်ပုံသေးရိုက်တယ်ဒီသုံးလုံးပေါင်း၅ဆို၆တိတ်ခွန်ပိတ်ဒီလေးလုံးပေါင်းချင်းကျွန်တော်တို့၆လို့ပြန်ထည့်တာပြန်ထည့်တော့ကြဒီမှာ၃ရှိတယ်ဒီမှာ၆ရှိတယ်ဒီမှာခွန်ထည့်၆ခွန်ခွန်လို့ကဏ္ဍတစ်ပေါက်ကစားခဲ့ဘူးတဲ့ဒီကြီးမှာထွက်သွားတော့၃ချက်ဖြူကိုနှစ်ချက်ပဲပြေးပြီးတော့စိုက်ွက်စနစ်တက်မယ်အောင်းပေးသွားတယ်ပေါ့နော်ဒါက၃ချက်စီအောင်လိုက်၄ချက်စီဒီလိုဖြစ်ခဲ့ဆိုနောက်နေ့ဒီပွဲမှာဒီကြိမ်မှာအဲ့စနစ်မျိုးကစားလို့ရတယ် ီလိုကစားလို့ရတယ်စိုက်ကစနီကွက်ကိုမှတ်ထားကြလိုချင်တဲ့လူကပထမခါနဲ့ဘရိတ်နဲ့လေးလို့ဖြစ်ခဲ့တော့အဲ့လိုကစားခဲ့ဘူးလေအဲ့တော့အခုကခါနဲ့ဘရိတ်နဲ့လေးဆိုဒုတိယမြောက်ဖြစ်တာကဒီလိုတန်းရည်ကြီးလာဖြစ်တယ်အဲ့တန်းရည်ကြီးလာဖြစ်တော့ဒီခါနဲ့ဘရိတ်နဲ့လေးလို့ပုံစံဖြစ်ပြတဲ့အချိန်မှာသူ့ရဲ့တစ်ချိန်နှစ်ချိန်သုံးချိန်မြောက်မှာနောက်တွဲနဲ့နောက်ပိတ်နဲ့ပြန်ပြီးလေးလို့ရိုက်တယ်ဒီမှာလည်းနောက်တွဲနဲ့နောက်ပိတ်နဲ့ပုံစံလေးလို့ရိုက်တယ်နော်လမ်းကပြုတ်ကြမှာကြောက်မြန်မြန်ပြောရတာနော်ကိုယ့်ကိုပြန်စစ် နောက်တွဲနဲ့ brain နဲ့ဒီအဲ့တော့နောက်ပိတ်နဲ့ဒီလေးလို့ရတယ်အဲ့တော့ဒီမှာနောက်တွဲနဲ့နောက်ပိတ်နဲ့ဒီလေးလို့ကျွန်တော်တို့ရိုက်တဲ့ action ကိုကစားရမှာဒီသုံးလုံးပေါင်းလေးကိုဒီလေးလုံးပေါင်းလေးကိုဒီလိုလေးတာဒီလေးလုံးပေါင်းလေးကိုဒီလိုပြန်ပြီးတော့လေးတာဒီလေးလုံးပေါင်းလေးကိုဒီနောက်တွဲနဲ့နောက်ပိတ်နဲ့ပြန်ပြီးတော့လေးတာဒီမှာလည်း၅ခန်းနဲ့ brain ကိုနဲ့လေးလို့ရိုက်ခဲ့ပြီးအဲ့ဒီလေးကိုဒီနှလုံးနဲ့နောက်ပိတ်နဲ့လေးလို့ပြန်ထည့်ရမှာဒါ၆နောက်ပိတ်၆နောက်ပိတ်ဒီနေရာမှာဒါက၄ကပ်သီးပေါ့နှစ်ချင်း ဟိုလေးကစီကစားတဲ့စနစ်ပေါ့နော်တလုံးကနန်းအကြိုက်တလုံးယူပြလိုက်တာကသူဖြစ်စဉ်ဖြစ်တဲ့သူ့နှစ်တည်းမှာဆက်ပဲကစားနေကိုကျွန်တော်လေးကစီနဲ့ဒါ6နောက်ပိတ်ကိုရှင်းပြလိုက်တာအဲသုံးကစီပေါ့အရင်ဘက်ကကစားလို့3နောက်3သုံးကစီကစားမယ်ဆိုရင်ဒီနေရာမှာကျပုံတူသုံးညခါပရိလေးသုံးညခါပရိလေးသုံးညခါပရိလေးသူ့ရဲ့ဆောင်ဒီနေရာမှာသူ့ရဲ့ဆောင်သူ့ရဲ့ဆောင်ဒီနေရာမှာသူကလည်းရိုးရိုးရှင်းမယ်ဟိုက်သုံးညခါဒီသုံးညထိတ်သုံးညခါဒီသုံးညထိတ်သုံးညခါဒီဒီနေရာမှာသုံးညထိတ်ဒီ9နောက်ဒီ9ထိတ်စီဒီ9နောက်ပိတ်ဒီ6ထိတ်စီဒီဒီ6နောက်ပိတ်ဒီ6ထိတ်စီဒီ ဒီနေရာမှာ6နောက်ပဲ။၃ညခါက၃ညထိခွန်ထိပ်စီက9နောက်ပဲ။၃ညခါက၃ညထိ4ထိပ်စီက4နောက်ပဲ။၃ညခါက၃ညထိ6နောက်6ထိပ်စီဒီ6နောက်ပဲ။အဲ့ဒါကိုပြန်ချုပ်တာကဒီ၃လုံး၄ဒီ၃လုံး၄ဒီ၃လုံး၄။တနည်းအားဖြင့်အတွက်လိုက်ဆိုအခွားဘောပေါ့။ဒါ၃ညထိစီဆိုဘယ်လိုမှမပြောရ။အတုံညာထိတ်6ပိတ်အတုံညာထိတ်6ပိတ်အဲ့ဒီနေရာမှာအကွက်ရွှေနေတဲ့ဆိုရင်3969 3944 3936ဒီကနေ့ဒီကနေ့ဒီလေဗယ်တနေ့နေ3နေ4နေ5နေမြောက်က လာခဲ့တဲ့ကနေ399ကဒီနေရာ399လောက်ထွက်တာဒီကနေတနေ့နဲ့နဲ့၃နှစ်လင်းနေ9နှစ်မြောက်ကလာခဲ့တဲ့ကနေဒီလိုလာထွက်တာတနေ့နဲ့နဲ့၃နှစ်လင်းနေ9နှစ်မြောက်ကလာခဲ့တဲ့ကနေအဲ့ကနေမျိုးယူမယ်ဆိုတော့၃ညထိတ်၆ပိန်နဲ့ကျွန်တော်နှစ်ကွက်ကစားစရာရှိတယ်၃ည၃၆ဆိုတဲ့ကနေတစ်ကွက်ကစားလို့ရမယ်ကျွန်တော်လည်းပြန်ဆက်လိုက်မယ်နော်မြန်မာနမစူးစမ်းစမ်းကြည့်ရတာမိရလည်းပြက်နေတယ်အဒီတစ်ကွက်ထပ်ပဲရှိရ၁၂၃၄၅၃ညအကွက်ရွှေနဲ့ဆိုတော့၃ည၃၆ ဒီနေရာကိုခုနလိုဟိုပေါင်းချင်းစနစ်နေနေဟိုဟိုအလုံးပြစနစ်နေနေအပြီးဖြီမယ်ဆိုလို့ရှိရင်ဒီသုံးလုံးပေါင်းချင်းကိုဒီကိုခါဒီသုံးလုံးပေါင်းချင်းလေးဒီလေးခါအဲ့နေရာမှာဒီသုံးလုံးပေါင်းချင်းဒီ30ဒီ300ခါဆိုပြီးတော့ကျွန်တော်တို့ကဏ္ဍနှစ်ကွက်ကစားစီရင်နေ300 36နေ300 36ဒီကောင်ကတော့9နှစ်ချနေအကွက်ရှိဒီကဏ္ဍကကျွန်တော်မွေးကဏ္ဍတင်ထားတယ်ဒါကိုပြီးတော့ဆက်ပြောပေးမယ်ဒါ300တင်စီကစားတဲ့တလိုင်း300ခေတင်စီကစားတဲ့တလိုင်းပေါ့နောက်တစ်ခုကရိုးရှင်းရှင်းကစားကွက်ခရီးပဲကျွန်တော်ရှင်းပြပေးခြင်းတယ် တခါတည်းမှာချဲကသိငင်ရင်လည်းလိုက်ကစားနေလူတွေကချက်ပေါက်ဖို့ပို့ပြီးများတယ်ဗျမနစ်ကတော့ဒီလိုပဲရှိတယ်ကျောက်လေးနှစ်กว่า6ငါးနှစ်กว่า6 6နှစ်กว่าဆိုရိုးရှင်းမဲ့လိုက်ကစားတယ်အဲရိုးလဲဆိုပြီးနဲ့သူကန်တရားပြည့်တဲ့ချိန်ရတာပဲဒီမှာ6နှစ်6လို့6လေးနှစ်တဲ့6ငါးနှစ်တဲ့ပြီးရ6 6နှစ်တဲ့ဆိုပြီးတော့လိုက်ကစားဒီနေရာမှာ6နှစ်6လို့ထွက်ပြီးတချို့ကလည်းချို့တချို့ကကြမ်းမုတ်ဆက်ကစားတယ်ဒီမှာအောင်မြင်သွားကြတယ်ဟို ကျွန်တော်ပြောချင်တာကဘယ်ကဏ္ဍမျိုးဆိုဘယ်လိုပုံစံနဲ့ရှာတဲ့ကဏ္ဍမျိုးဆိုအထင်သေးလို့မရဘူးကျွန်တော်ဒီညမှာတစ်ခါကြုံမှုတယ်460 460 1ဒီညမှာ462ဆိုတဲ့ပဲထိုးကြတယ်တော်တော်များများမလန်ကြဘူးပေါ့နော်အဲ့တော့၃ရက်စီမှာနေရာထိုင်ဆိုတော့အရွှေပြောင်းနေဖြစ်တတ်ပါတယ်နော်460 461 462ဆိုအဲ့ဒီညမှာကျဲသူ့လို့သူလုတ်ပေးသွားတာပေါ့နော်ဒီညမှာလုတ်သွားတဲ့အချိန်ကမှ तू က၃ရက်နောက်ပိတ်၁နောက်ပိတ်၂နောက်ပိတ်ဆိုပုံစံရိုက်တာဒါရှင်းမှာနမူနာလေးတို့ပြောတာဟိုပြပေးတာကစဉ်းစားတတ်အောင်လို့ပြောတာနော် ဒီနေရာမှာသူကသုံးလုံးပေါင်းခြင်း၄ဒီနေရာမှာသုံးလုံးပေါင်းခြင်း၄ဒီစနစ်ကိုထည့်ပေးသူကသုံးလုံးပေါင်းခြင်း၄ပြီးရင်ထည့်စင်းနှလုံး၅ထည့်စင်းနှလုံး၆ထည့်စင်းနှလုံး၇ဆို၆၄နှစ်၄၆နှစ်လို့မပြောဘဲနဲ့၆၄နှစ်လို့နေရာချင်းပြောင်းနေဒီလိုပြည့်စွာတတ်တယ်အခုကျွန်တော်ပြောခြင်းတဲ့ line ကလည်းအဲ့ဒီသဘောတရားမျိုးပဲယူတယ်ဒါပေမဲ့ဆန်းနေပေါ့နော်ဒီနေရာမှာ၈ထိပ်စီးဒီနေရာမှာ၇ထိပ်စီးဒီနေရာမှာ၆ထိပ်စီးမြန်မြန်နော်ဘာလို့ဆိုလမ်းရမသိကြလို့ဒီနေရာမှာ၈ထိပ်စီးဒီနေရာမှာ၇ထိပ်စီးဒီနေရာမှာ၆ထိပ်စီး၈၇၆ အဲ့ရှစ်ခွန်ကြောက်လို့ပြတဲ့နေရာမှာဘူးရှိတ်ရှစ်ဒီမှာဘူးရှိတ်ရှစ်ဒီမှာလည်းဘူးရှိတ်၃လုံးပေါင်းခြင်း၈အဲ့ဒီရှစ်ကိုဒီ၃လုံးပေါင်းခြင်း၃ဒီ၃လုံးပေါင်းခြင်း၃ဒီနေရာမှာဒီ၃လုံးပေါင်းခြင်း၃ဆိုပြီးတော့ထည့်ပေးတာထည့်ပေးပြီးသူ့ရဲ့အောက်မှာတုံညာထိပ်ပုံသေးဘရိတ်ခွန်လို့ထောက်ခွန်ရဲ့နှက်ခတ်တုံညာထိပ်ဒီနေရာမှာလည်းတုံညာထိပ်ပုံသေးဒီဆောင်မှာဘရိတ်ခွန်လို့ထောက်ပြီးတော့တုံညာထိပ်ဒါတုံညာထိပ်ကစားကွက်ကလေးကိုရှင်းပြပေးရနော်ဒီ၆ရက်စီရဲ့ဆောင်မှာလည်းဒီမှာဘရိတ်ခွန်လို့ထောက်ပြီးခွန်ရဲ့နှက်ခတ်အဲ တုံညထိတ်ကျွန်တော်တို့ဒီလိုတိုက်ကစားကြနေတာပေါ့နော်ဒါရိုးရှင်းရှင်းမှာပဲခွန်ရက်နှက်ခတ်တုံညခွန်ရက်နှက်တုံညခွန်ရက်နှက်ခတ်တုံညဒါရီလာလာပါပါလိုက်ပြချင်းပြလို့ရတယ်၃လုံးပေါင်း၁၀၃လုံးပေါင်း၁၁၃လုံးပေါင်း၁၂ပြောချင်တာကသူစီနီယာအလုပ်တွေလုပ်တယ်ပေါ့ဗျာဒါကိုပြောပြချင်တယ်အဲ့ဒီနေရာမှာလည်းပဲခုနကစားကုတ်လို့ပဲရိုးရှင်းရှင်းလေးပဲခွန်ရက်နှက်ခတ်တုံညထိတ်လို့ရတဲ့ချင်းနောက်ပါဝါတွဲရိုးရှင်းပဲကုလေးခွန်ရက်နှက်ခတ်တုံညထိတ်လို့ရတဲ့ချင်းနောက်ပါဝါတွဲ၈၃ ဟောခွန်ရက်နှက်ခက်၃ညထိလို့ကျနောက်ပါဝါတဲ့၉၄၈သုံးပြီးတော့ဟောခွန်နှက်ဒါရိုးရှင်းမဲ့၃ညခွန်နှက်ပြစ်မလာဘူးလို့ဘယ်သူမှပြောမပြောဒီတမျိုးတည်းဒီဒီနေရာမှာဒီပုံစံတစ်ခုတည်းကြောင့်ဒီကနန်းလိုဟာမျိုးထွက်လာရင်သူ့တစ်ခုတည်းကြောင့်ထွက်တာလည်းဟုတ်ချင်မှဟုတ်မယ်တခြားအထောက်ပံ့နေပါကောင်းပါလို့ထွက်လာတာမျိုးဖြစ်ချင်းဖြစ်နိုင်တယ်တို့တော့ဒီလိုရိုးရှင်းလေးပဲလွယ်လွယ်မြင်နေဆိုပြီးတော့ချက်မှာပဲအရာကမှအထင်မသေးပါနဲ့ဒါကိုပြောချင်တာနော်ကုလေးပါဝါတွေ၈၃ပါဝါတွေ၇၂ပါဝါတွေ ကဲအဲ့ဒီနေရာမှာစောစောကျွန်တော်ထောက်ပြ460 460တက်ပြီးတော့460နဲ့မလို့ခနဲ့642နဲ့လို့ရိုက်သွားတယ်လို့လှည့်နိုင်တယ်ဆိုလှည့်လို့ရရလေးရှိတယ်ရှင်းပြပေးမယ်နော်ဟောဟိုက်တောင်လုံးမောင်းချင်းတီးတဲ့ကိုတဲ့ကိုခါလို့ထိုင်ကိုရဲ့ပါဝါ၄နောက်ပိတ်တဲ့ဟိုက်တောင်လုံးမောင်းချင်းတီးရှစ်တဲ့ရှစ်ခါလို့ရပြီရှစ်ရဲ့ပါဝါ၃နောက်ပိတ်တဲ့ဟောဒီမှာခွန်နှစ်ကိုဒီနေရာမှာခွန်လို့မထည့်ဘဲနှစ်လို့ထည့်ထားတယ်ဒါမျိုးလေးတွေစဉ်းစားတတ်ဖို့လိုပေါ့နော်ဒီနေရာမှာ၃လုံးမောင်းချင်းခွန်လို့ကိုရှစ်ခွန်လို့မလားဘဲနှစ်လို့ထည့်ထားတယ်အဲအဲအကြောင်းကိုတုံညာထည့်သည် နှစ်ကနှစ်ပါဝါခွန်ဆိုတာ3ညနှစ်ခွန်ဆိုပြီးခုနရိုးရှင်းတဲ့ပြာ3ညခွန်နှစ်ပြာ3ညနှစ်ခွန်လို့လည်းမလဲဘူးလားဆိုလှက်သွားနိုင်တယ်ဒါလေးတွေစဉ်းစားတတ်ဖို့เนาะဒါရိုးရှင်းနေဆိုပြီးအထင်မသေးနဲ့အချိန်မှာเนาะအဲ့လိုမဟုတ်ဘူးကွာဒီညမှာနှလုံးပေါင်း10ရဲ့ပါဝါကိုဒီနှလုံးပေါင်းကိုဒီကိုခါလိုက်တဲ့ကိုလေးတွေဒီညမှာနှလုံးပေါင်း8တက်ထည့်ပြီး8ခါရဲ့ပြီး8သုံးတွဲဟောဒီညမှာနှလုံးပေါင်း10လို့ရိုက်ခဲ့တယ်၃ညခန်းနဲ့၃ညပေါ်ပါ၅ဆို၃ည၃ည၅ပါဒါလေးတွေကကိုကြိုက်ကိုလိုက်ထုတ်တာဒါကျွန်တော်တို့ ပြောပြတဲ့အတိတ်ကကျွန်တော်ရဲ့အဖွဲ့ဝင်နေဆိုရင်တော်တော်ကောင်းကောင်းသိတယ်ဒီကနေ့နေသတိပေးနေတဲ့အကြောင်းတရားကဒီမှာတော့39ဆိုရိုးရှင်းရှင်းပဲအဲ့ဒါကိုလှမ်းကျင်တယ်ဆို39ခုလိုနိုင်လို့ရတယ်အဲ့လိုမျိုးခွဲနဲ့အခုအပေါ်ကပေါင်းချင်းလေးပဲထည့်သွားကျင်တယ်ဆိုဒီလိုကနေမျိုးတွေထည့်သွားလို့ရတယ်ဒါ39ထည့်စီနဲ့ပတ်သက်ပြီးတော့အခုကျွန်တော်အနှစ်ချုပ်ပေးလိုက်မယ်နော်ဟိုကိုစဉ်းစား39ခု39395အထူးသတိပေးနေရနော်39936 3936ဒီကနေ့လေး9ခွဲ့ပြောပြသင့်တယ်ထင်လို့ပြောပြပေးနေရနော် မွေးကနေတင်ပေးခဲ့မှုတယ်ဒါလေးက public message များတွေဒုတိယနှစ်ဝက်အထူးမွေးဆိုပြီးတော့600အားဆိုပြီးတော့ကျွန်တော်တင်ပေးခဲ့မှုတယ်ဒါလေးကိုအမှတ်တရပြန်ပြောမယ်နော်ခြောက်ခါလူခြောက်ခါထပ်တယ်ဒီနေ့မှလည်းခြောက်ခါလူခြောက်ခါထပ်တယ်လုံရင်းမယ်ပြောမှာနော်ခြောက်ခါလူခြောက်ခါထပ်တယ်ခြောက်ခါလူခြောက်ခါထပ်ပြီးမှသူ့ရဲ့ဆောင်မှာခါသုံးလုံးဒီခြောက်လို့ခွေတယ်တိပိဟာနဲ့မခွေဘူးတင်းနဲ့သုံးဆိုကနန်းသုံးလုံးနဲ့ခွေတာဒီနေရာမှာလည်းခြောက်ခါလူခြောက်ခါထပ်ပြီး3နှစ်တက်ဆိုကနန်းသုံးလုံးခြောက်လို့ထက်တယ်ခြောက်ခါလူခြောက်ခါလို့ထပ်ပြီးဒီနေရာမှာလည်း3နှစ်3နှစ်ဆိုကနန်းသုံးလုံးနဲ့ပဲ ဘရိတ်ချောက်လို့ခွေးတယ်ဘရိတ်ချောက်လို့ခါကိုပြန်ဆန့်တယ်ခြောက်ခါတွေခြောက်ခါထပ်ပြီးဒီမှာသုံးလုံးပေါင်းချင်းခြောက်ပြီးဒီမှာပြန်ပြီးတော့ဒီသုံးလုံးခြောက်လို့ထည့်တယ်ဒီသုံးလုံးခြောက်ပြီးတော့ဒီနေရာမှာသုံးလုံးခြောက်လို့ပြန်ထည့်တယ်ဒီသုံးလုံးခြောက်ပြီးတော့ဒီသုံးလုံးခြောက်လို့ပြန်ထည့်တယ်ထည့်ပြီးဒီနေရာမှာမှခါနဲ့အထိတ်နဲ့အပိတ်နဲ့ဒီရှစ်ပုံသေးထိတ်နဲ့အပိတ်ဒီရှစ်ထိတ်နဲ့အပိတ်ဒီရှစ်လို့ပုံသေးထည့်တယ်အဲ့လိုထည့်တဲ့ချိန်နေရာမှာသူ့ဘေးမှာထွက်ခဲ့တဲ့ခွန်တက်လေးသူ့ဘေးမှာထွက်ခဲ့တဲ့6နဲ့ကိုသူ့ဘေးမှာထွက်ခဲ့တဲ့3 3 6 အဲ့ဒီခွန်တလေးဒီပရမခွန်တလေးဒီတနည်းနှစ်နှစ်သုံးနှစ်လေးနှစ်ငါးနှစ်ဖောက်နှစ်ခွန်နှစ်နှစ်မြောက်ထဲမှာဒီမှာလေးဒီခွန်လိုလိုက်ဖက်တယ်ဒုတိယဟိုက်ဖောက်နှစ်ကိုဒီတနည်းနှစ်နှစ်သုံးနှစ်လေးနှစ်ငါးနှစ်ဖောက်နှစ်ခွန်နှစ်နှစ်မြောက်ထဲမှာလိုက်ထွက်ခဲ့တယ်တတိယဒီသုံးရလုံးရခြောက်ဒီတနည်းနှစ်နှစ်သုံးနှစ်လေးနှစ်ငါးနှစ်ဖောက်နှစ်ခွန်နှစ်နှစ်မြောက်2025ထဲမှာလိုက်ထွက်တယ်လိုက်ထွက်တယ်ဒီမေကနန်လေးကိုကျွန်တော်ဒီမှာလောင်ရေးထားရှိတယ်2025ဒုတိယနှစ်ဝက်အထူးမွေးဆိုပြီးကျွန်တော်မွေးကနန်လေးတင်ပေးတယ်၆00အာမွေးဆိုပြီး အဲ့ဒီလေးတဒီခွန်တေးလေးဆိုကနောက်ခွန်နှစ်မြောက်ထွက်တဲ့ချင်းဒီ6နှစ်ကိုဆိုကနန်းကသူ့ရဲ့နောက်ခွန်နှစ်မြောက်ကိုထွက်တဲ့ချင်းဒီ3ည3 6ကနောက်သူ့ရဲ့နောက်ခွန်နှစ်မြောက်ကိုထွက်တဲ့ချင်းခါမှာထွက်တဲ့ချင်းကမှဘလူးစီကန်မျိုးနဲ့လာတာလဲဆိုစီလီပါရ3ညခါ9ထိတ်လို့ခန်းလိုက်ကောင်းရဲ့ဇောင်းမှာဒီကောင်လေးရဲ့ထွက်တာဒီကောင်လည်းဒီတိုင်းမှာ3ညခါ9ထိတ်လို့ခန်းနဲ့ဇောင်းမှာထွက်တာအဲ့ဒီစနစ်မျိုးနဲ့ကျွန်တော်တို့ဒီဒီကြိမ်ပဲရှိတယ်ထိုးရဒီဒီကြိမ်ပဲထိုးလို့ရတယ်ကျွန်တဲ့ကြီးထိုးမရဘူး အပေါ်မှာလည်းမထွက်ခဲ့ရဘူးနော်။တုံးကြခါကူးထိတ်ဆိုဒီချိန်မှာရိုက်တယ်။ဒါကြောင့်ဒီနေရာမှာအခုခုနဆင်းနေတဲ့ကျွန်တော်ထောက်ပြရတော့တုံးက36ဆိုတော့မိတ်ဆွေတို့တန်း။တုံးက6တုံးက6ကဒဲ့ကိုဥသာပေးပေါ့နော်။တုံးက36ဆိုတော့ကနေဒဲ့ဥသာပေးပေါ့နော်။ဒါကတော့အကွက်ရှိကနေဖြစ်တဲ့အာဆိုတော့ရန်ထိုးပေါ့နော်။ဒါတုံးက36နဲ့ပတ်သက်ပြီးတော့